ဒေါ်လာပြောရရအလုံးဝမင်္ဂလာပါမင်္ဂလာရှိတဲ့ဒီဇင်ဘာလ၁ရက်နေ့ဖြစ်ပါစေလို့ဥစွာပထမပလတ်တာရီဘလော့ YouTube Channel ကနေပြီးတော့မှဒေါ်လာမျိုးများအားလုံးကိုစုတောင်းမြတ်တာပို့တာပေးလိုက်ပြရစီဆိုတော့ဒေါ်လာရင်းနဲ့ပတ်သက်တဲ့သတင်းဦးသတင်းထူးသတင်းကောင်းလေးတွေကိုရုံစွာနားဆင်ကြည့်ပါပြီးတော့ကျွန်တော်ဗီဒီယိုတွေကို reaction လုပ်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းတွေကတော့မန္တလေးတိုင်းမြင်းချံမြို့နယ်မှာပြည်သူ့စစ်ကောင်းဆောင်တီတာရုံမှုအဖွဲ့ကပြည်စောထိတွေလိုက်ပါလာတဲ့ကားကိုဂျားဘက်တက်ခဲ့ရမှာ ငါဥပွဲချင်းပြီးတည်ဆုံပြီးတော့မှတနက်၃လနဲ့ခရမ်းနေဒိန်းစီယာမိခဲ့တဲ့အကြောင်းကိုပကုတ်ကူမျိုးနဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့ပကဖကတရင်နဲ့ပြန်ချားရေးတာဝန်ခံရဲဘော်မိုင်းကပြောပါရတယ်။နိုဝင်ဘာလ29ရက်နေ့နနက်7:00နာရီကအချိန်မှာမြင်းတံမျိုးနဲ့ပြည်သူ့စစ်ကောင်းဆောင်တီတာယူမွန်ကနေပြီးတော့မှဒီတော်ဒီဒီတော်ယူမွန်အဖွဲ့ရပါဗျာ။ပြည်သူ့တီတွေလိုက်ပါလာတဲ့ကားကိုပကုတ်ကူ Special Task Force ပကုတ်ကူမျိုးနဲ့တရင်တက်ကရဲဘော် D နဲ့ရဲဘော် W ဦးဆောင်တဲ့အဖွဲ့ကညောင်ဦးမြင့်ညံလမ်းမိုင်းတနေရာအရောက်မှာ ဂျာပတ်တက်ခဲ့တာဖြစ်တဲ့အကြောင်းလည်းသိရပါဗျ။ဒီတက်ခဲမှုအတွင်မှာပျူစောတီ9ဦးပွဲချင်းပြီးတည်ဆုံခဲ့ပါဗျ။ G4 တနက်တလက်ကာပိုင်2လက်နဲ့ G အများပြောက်လည်းသိစီရမိခဲ့ပါဗျ။တက်ခဲမှုပြုလုပ်ပြီးတဲ့နောက်မှာတော်လိုင်းတက်ဖက်ဝင်နေနေတဲ့အထူးကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။အားရပါဗျ။ကျင့်တ်ပါဗျ။မြင်းချံကဒေတာယူမှုအဖွဲကကောင်းနေဖြစ်တဲ့ကြောင့်မို့လို့ပို့ပြီးတော့မှညီကိုတွေအတွက်ကိုပို့ပြီးတော့မှဂုံယူပါတယ်လို့ပြောချင်ပါတယ်။နောက်ထပ်သတင်းတွေကတော့မကွေးတိုင်းရေစကြိုမြို့နယ်မှာရှိတဲ့ကြေးပါတွေကိုစစ်ကြောင်းထိုးမီးရှို့နေတဲ့အကြမ်းဖက်စစ်တပ်ကို၃ရက်ဆက်လိုက်ကြားပြတ်တိုက်ခိုက်မှုမှာ စစ်ကြောင်းမှုဘူကြီးမင်းတေစာအပါဝယ်စစ်သားလေးဦးသေဆုံးခဲ့ပါတယ်။အလောင်းတွေကတော့မီးရှို့ဖျောက်ဖျက်သွားတဲ့အကြောင်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမျိုးနဲ့ပကပကတည်င်းနဲ့တာဝန်ခံတယောက်ကပြောပါတယ်ပေါ့နော်။ဆိုတော့နိုဝင်ဘာလ22မှ5ရက်နေ့တနက်စံတိုင်းကအချိန်မှာရေစကြိုမျိုးနဲ့မှာရှိတဲ့ခလရ196တရဲနှင်းခလရ159တရဲနဲ့ခလရ198တရဲတို့ကနေပြီးတော့ထက်လာတဲ့အင်အား100ကျော်ပါတဲ့အချမ်းပတ်ဆက်တဲ့စစ်ကြောင်းကထန်းစဲကျွန်တော် 7G ပါပေါ့နော်။ဒါကျွန်တော်ထန်း 7G ပါပေါ့။ တောင်ဘက်ကိုထွက်ခွာလာစဉ်မှာတော်လိုင်းတပ်ဖွဲ့ဝင်တွေကရွာသိကြီးပါနဲ့ထန်းစေပြီးကြီးပါအကြအရောက်မှာဂျာဘက်တိုက်ခိုက်ခဲ့တာဖြစ်တဲ့အကြောင်းလည်းသိရပါဗျ။ဒီထိတဲ့တိုက်ပွဲကနှစ်နာရီကြာမြင့်ခဲ့ပါဗျ။ဂျာဘက်စစ်တပ်ဘက်ကစစ်ကြောင်းမှုဘူဂျီမေဒီဇာအပောင်ဝင်၃ဦးသေဆုံးပြီးတော့မှ၅ဦးဒဏ်ရာရရှိခဲ့တဲ့တိုက်ပွဲအတွင်းအထိနာခဲ့တဲ့စစ်တပ်စစ်ကြောင်းကရွာသိကြီးရတွေကိုဝေရောက်သွားပြီးတော့မှပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူဖျက်ဆီးခြင်းတွေပြုလုပ်ခဲ့တဲ့အကြောင်းလည်းသိရပါဗျ။ဆိုတော့ဒါပထမနေ့မှာတော့ဒါဘူဂျီမင်းတေဇာပေါ့နော်အဲ့ဒီစစ်ကြောင်းမှုဆိုတဲ့ကောင်အပါဝင်တပ်သား၂ယောက်တည်တယ် အားလုံးပေါင်း၃ယောက်ပေါ့နော်ဒုတိယနေ့မှာကျတော့တယောက်သေးတယ်စုစုပေါင်း၄ယောက်သေးတယ်အဲဒါကျွန်တော်နေမီရှင်းလင်းတဲ့ကိစ္စတွေမှာတော့ဒါကျွန်တော်တို့ခဲရန်နေဖန်စီတင်းစီကြမိတာမျိုးတွေတော့မရှိဘူးပေါ့နော်ဆိုတော့ဘလောဆယ်မှာတော့ဒီတက်ခတ်မှုကတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဒေချိုမြို့နယ်ပကဖားနဲ့အတူပခုတ်ကူကန်တရင်အမှတ်9ရွေဦးစစ်တီရေလေကျိုးဒေတာစစ်ကြောင်းတို့ကပူအောင်ပြီးတော့မှလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်အားရပါတယ်စကြောမှုမူဟင်းကအင်မတန်မှစားကောင်းမယ်လို့လည်းထင်ပါတယ်မိန်လည်းမိန်ပါတယ်ဗျာโอเคပါနောက်ထပ်သတင်းလေးကတော့ ကော့ဂရီမှာစစ်တပ်နဲ့တော်လိုင်းရေးတပ်တွေတိုက်ပွဲဖြစ်ပြီးတော့မှစစ်တပ်ကသိမ်းဆုံးမှုတွေများပြားနေတယ်လို့သိရပါတယ်။လက်နက်တချို့ကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။ပြင်ပြည်နယ်ကော့ဂရိတ်ကောင်းမှုကြေးအောက်ကိုစစ်ကြောင်းထုတ်လာတဲ့စစ်ကော်မရှင်တပ်တွေနဲ့တော်လိုင်းရေးပူးပေါင်းတပ်တွေထိတိုက်တိုက်ပွဲဖြစ်ပွားရမှာစစ်တပ်ကသိမ်းဆုံးမှုများပြားပြီးတော့မှလက်နက်တွေသိမ်းဆည်းရမိခဲ့တယ်လို့ကရင်စေးရဲ့တရေမြစ်ထံကနေပြီးတော့မှသိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ28ရက်နေ့မှာအင်အား100ကျော်နဲ့ကျွန်တော်တို့ စကြောင်းထိုးလာတဲ့စစ်တပ်ကိုကောင်းမှုကြီးရအောင်မှာဒေါ်လာအပူပေါင်းတွက်တွေကကြားပြတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။တေရာရောဒဏ်ရာရတာဟုဆိုရင်နဲ့15 20ဝန်းကျင်လောက် ရှိတယ်။အခုစစ်ကြောင်းကနောက်ပြန်ဆုတ်ပြီးတော့မှကွေးပြေးဝက်ပြေးပြေးနေရပြီ။အကုန်ပြေးနေတာပဲဆိုပြီးတော့မှပေါ့နော်။ကရင်စည်ရေးတရေမေးရသိရတယ်ပေါ့နော်။အဲ့ဒီတိုက်ပွဲမှာစစ်တပ်ကသိမ်းဆုံးတဲ့သူတွေလည်းများပြားတယ်လို့အရှင်ဖန်းစည်းရမိသူတွေလည်းရှိနေတယ်လို့သူတို့ကပြောပါတယ်။ဟာကရင်မှာလည်းချက်လိုက်တာလား။ဝင်းကားတွေရှယ်ချက်နေပါလားကိုညီကိုတွေ။အားရတယ်နော်။ဆက်ပြီးလုပ်ပေးအောင်ဆက်ပြီးကြုံပေးအောင်။ နောက်ထပ်သတင်းလေးကတော့မိုးကုန်းနဲ့မိုးမိတ်မှာတိုက်ပွဲတွေပြန်ပြီးတော့မှဖြစ်နေပြီလို့သိရပါတယ်ကျွန်တော်စုံစမ်းသိရှိရတဲ့လောက်ကတော့ PDF တွေ KIA KPDF ပေါ့နော်ဒီညီကိုတွေပေါ့စုတ်တဲ့နေရာအထိကိုစကားစကားစစ်ကြောင်းထိုးလာတဲ့အကြောင်းမလို့တိုက်ပွဲတွေပြန်ဖြစ်နေတယ်လို့ကြားပါတယ်ဒါကမင်္ဂလာရှိတဲ့သတင်းပါဘာဖြစ်လို့လဲဆိုတော့ဒေဂျာတခုတော့ကျွန်တော်တို့တရုတ်နဲ့ပတ်သက်ပြီးတော့မှရခဲ့တဲ့မျိုးတွေပန်သမျှကိုကျွန်တော်တို့ဒီကောင်တွေကိုစက်တက်ကိုပြန်ပေးလိုက်ပြီးတော့မှကျွန်တော်ညီကိုတွေပြန်သိမ်းဒီလိုမှပဲအဆင်ပြေပါလိမ့်မယ်ဆိုတော့ တေချနာတခုကတော့အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ဘက်ကိုပါသလိုဘာမှလဲစစ်တပ်ဘက်ကိုပြန်ပြီးတော့မှဘောပြေးမတဲ့ကောင်နေမင်းတို့တအောင်ပြည်နယ်ပေးမယ်ဟာလားဘယ်ပြည်နယ်ပေးမယ်ညာပြည်နယ်ပေးမယ်ဆိုပြီးတော့မှပြည်နယ်ပေးမယ်ဆိုပြီးတော့မှမဲဆွယ်လိုက်တဲ့အပေါ်မှာตายရပြီးတော့မှစစ်တပ်ဘက်ကိုပြန်ပါသွားတဲ့ကောင်တွေကိုတော့ကျွန်တော်အနေနဲ့ဘာမှခွင့်လွှတ်စရာမရှိဘူးလို့ပြောချင်ပါတယ်ဘာမှတစ္ဆာတရားလည်းငဲ့စရာမလိုမျက်နှာလည်းကြည့်စရာမလိုဘူးလို့ကျွန်တော်ဗလာဒါကြီးကပြောချင်ပါတယ်အဲ့တော့မိုးကုန်းနဲ့မိုးမိတ်မှလည်းတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ် ညီကိုတွေအကုန်လုံးပဲအဆက်အသွယ်ရဗီယူဆိုင်ကြပါအဆင်ပြေကြပါစေတိုက်ပွဲတိုင်းကိုအောင်မြင်ကြပါစေလို့ဗလာဒါကြီးကအဆုတောင်းပေးလိုက်ပါတယ်ဆိုတော့လက်ရှိမှာမြန်မာနိုင်ငံကြီးကဘလော့တော်မှာ Nations World ကောင်းလဲဆိုတော့ရန်ကုန်မှာရှိတဲ့ဖင်လန်နိုင်ငံရဲ့တန်ယုံတော်မှာဒါပိတ်သိမ်းလိုက်ပြီပေါ့နော်ဒါကိုလည်းကျွန်တော်သိရတယ်ပေါ့နော်ရန်ကုန်မှာရှိတဲ့ဖင်လန်နိုင်ငံတန်ယုံကိုပိတ်တော်မယ်လို့ဖင်လန်နိုင်ငံရဲ့ဝန်ကြီးဌာနကနိုဝင်ဘာလ27ရက်နေ့မှာထုတ်ပြန်လာတယ်ပေါ့နော်ရန်ကုန်ဖင်လန်တန်ယုံရဲ့ website မှာတော့ဖင်လန်နိုင်ငံသားတွေအတွက်အရေးပေါ်အကူအညီတွေ passport တက်တန်းတူရတွေစတဲ့ အကောင်စစ်ရေးရနဲ့မြန်မာနိုင်ငံသားတွေရဲ့နေထိုင်ခွင့်ဆိုင်ရာဝန်ဆောင်မှုတွေကိုဘန်ကောက်မှာရှိတဲ့ဖင်လန်တန်ယုံကနေပြီးတော့ဆောင်ရွက်ပေးမယ်လို့ဖင်လန်နိုင်ငံကိုသွားဖို့ရှန်ဂန်ဗီဇာရှောက်မယ်ဆိုရင်တော့ရန်ကုန်မှာရှိတဲ့ဂျာမနီတန်ယုံမှာရှောက်ထားနိုင်တယ်လို့သိရတယ်ပေါ့နော်။အင်းနေချင်းစရာကြီးနော်မြန်မာပြည်ကနိုင်ငံသားတန်ယုံတွေလည်းဟိုဆက်ယုံတွေလည်းဒေဝါလီခံတဲ့ဥစ္စာနဲ့ဖြတ်လိုက်ရတဲ့ဥစ္စာနဲ့အင်းနေချင်းစပွဲမြန်မာနိုင်ငံကြီးကိုဖြစ်လို့နော်။ယင်းဒီတိတ်ပြီးတော့ယင်းဒီမြုပ်နယ်ချင်းစရာမြန်မာနိုင်ငံကြီးကိုဖြစ်လို့โอเค ဆိုတော့တတိလေးညှာဆင်ပြီးတဲ့နောက်မှာဗီဒီယိုဖိုင်လေးရေးကြည့်အောင်ပါပထမဦးစွာဒီကျွန်တော်တို့ကြက်ဖို့အမတ်တင်ဦးလွင်ကဝန်ထမ်းတွေကိုမဲဆွဲလာပါတယ်ဒီကောင်ဘလို့မဲဆွဲလဲနားထောင်ကြည့်အောင်ဝန်ထမ်းနေဝန်ထမ်းနေနဲ့ပတ်သက်လို့ရှိရင်လည်းပဲဝန်ထမ်းဘဝဒီထဲမှာရှိတဲ့ဝန်ထမ်းနေအများကြီးပါပဲကျွန်တော်တို့လည်းဝန်ထမ်းဘဝအားလုံးကဝန်ထမ်းနေပါဝန်ထမ်းနေဟာရရဆာဆာနေပဲနေကြရတာပါအဲ့တော့ဝန်ထမ်းဘဝမှာရရဆာဆာနေနေကြရတဲ့ခါကျတော့ကျွန်တော်တို့ပါတီကဘာတွေသတ်မှတ်ထားသလဲ ဝန်ထမ်းနေနေဆိုလို့ရှိရင်လည်းဒီဝန်ထမ်းနေရသူ့ရဲ့ရတဲ့လဆာစရိတ်ကတိတ်ခါနဲ့ညီမျှတဲ့ဟလာတော့လက်ရှိဖြစ်ပေါ်နေတဲ့ကုံစင်းနှုံးနဲ့ညီမျှတဲ့ဈိတ်ခါလဆာမျိုးကိုဖြစ်အောင် ဆောင်ရွက်ပေးမယ်နောက်တစ်ခါထောက်ပံ့ကြီးတွေကိုပုံမတုံးမြင့်ပြီးတော့ရရှိအောင်ဆောင်ရွက်ပေးမယ်ယာရုတုံးမြင့်တဲ့အခါမှာဆိုလို့ရှိရင်လည်းပဲသက်ဆိုင်ရာဝန်ထမ်းများရဲ့အရင်ချင်းအလိုက်လျော်ညီတဲ့ယာရုအစဉ်အတန်းများကိုရရှိအောင်ဆောင်ရွက်ပေးမယ်ဒီလိုဝန်ထမ်းတွေကိုလည်းပဲ ဝင်ခွင့်စာမေးပွဲတွေမှာတကားပေါက်တွေဖွင့်လှစ်ထားပြီးတော့မှပညာတတ်တွေကိုเนาะတက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှာတာဝန်ထမ်းဆောင်နိုင်အောင်တကားတွေဖွင့်ပေးမယ်အခါဝန်ထမ်းတွေနော်သွားတဲ့လာတဲ့အခါမှာကျွန်တော်တို့ဟလာနော်ယထာနယ်ပဲသွားသွားကားနယ်ပဲသွားသွားစသည့်အားဖြင့်ပေါ့နော်ဒီလိုမျိုးသွားတဲ့အခါတွေမှာလည်းအစဉ်ပြေချောမွေ့အောင်ဝန်ထမ်းတွေအတွက်တရားစီစဉ်မှုတွေဆောင်ရွက်ပေးမယ် ီဝန်ထမ်းနဲ့ပတ်သက်လာခဲ့တဲ့အခါကြလို့ရှင်နောက်အရှိသဖြင့်မှာနော်ဟလာဒီထောက်ပံ့ကြီးတွေရောနောက်အသက်ကြီးတဲ့အခါမှာထောက်ပံ့ကြီးတွေရောဓာရီကိုရရှိအောင်ဝန်ထမ်းတွေရဲ့လူမှုဘဝအစဉ်ပြေစေဖို့ရန်အတွက်အာမခံချက်တွေထားရှိဆောင်ရွက်ပေးမယ်။အင်းဆိုတော့ဟိုငါပြောချင်တာကလေတေဦးလွင်ပေါ့နော်မင်းတို့ငါပြောချင်တာကဘာလဲဆိုတော့လေမင်းတို့လက်ရှိဝန်ကြီးဌာနဆိုတဲ့အောက်မှာပေါ့နော်စက်တမ်းမှမဟုတ်ဘူးနော်ပြည်ထရေးမှမဟုတ်ဘူးရဲမှမဟုတ်ဘူး မင်းတို့အစိုးရဝန်ထမ်းတွေမှာတော့မှတယောက်နဲ့တယောက်တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြီးနိုင်ငံကြီးတွေလုပ်နေတာနောက်တစ်ခုကပါလဲဆိုတော့မင်းဝန်ထမ်းတွေကိုလစာတုံးပေးဖို့ကိစ္စတွေပါတယ်ညာတွေထားပါတော့မင်းဘေးဝန်ထမ်းတွေဘာတွေကိုကြီးကြေကြေပြောနေတော့မင်းတို့အောက်ခြေမှာရှိနေတဲ့စစ်သားတွေကိုမင်းတို့လစာတုံးပေးလို့လားလစာတုံးပြီးတော့မင်းတို့တိုးပေးလိုက်တဲ့လစာရောသူတို့ရဲ့မိသားစုအတွက်မှတလတာပဲဖြစ်ဖြစ်ကွာဟိုပါတမ6လတာပဲဖြစ်ဖြစ်တနစ်တာပဲဖြစ်ဖြစ်အဲ့သူတို့အသုံးစိတ်တွေစားစိတ်တွေလောက်ရလားကိုကိုရဲ့ဒီမင်းတို့ကိုမင်းတို့ကိုရွေးကောက်ဖွဲ့ထုတ်ပေးမဲ့စစ်တပ်ကကောင်တွေက သူတို့အောက်ခြေမှာရှိနေတဲ့စစ်သားဒါဝန်ထမ်းမဲတော့နိုင်ငံဝန်ထမ်းမဲပြည်သူဝန်ထမ်းမဲတာဒီကောင်တွေကသူတို့ကိုသူတို့ပြည်သူဝန်ထမ်းမဲမသိဘူးစစ်တပ်တွေလုတ်ပေးနေတဲ့ဟိုအယိုးကైခွေးအစင်းလောက်ကိုပဲသူတို့ကသိနေကြတာသူတို့ကအဲ့လောက်ကိုပဲသိကြတာဆိုတော့ပြောချင်တာပါဆိုတော့အဲ့ဒီအောက်ခြေမှာရှိနေတဲ့စစ်သားတွေတောင်မှလောက်ခလာစာမတိုးလို့လောက်ခလာစာနဲ့မညီမျှလို့မင်းတို့လက်နက်အားကိုထိလို့တာမင်းတို့အချင်းချင်းလေမင်းတို့ကြီးနိုင်ငံကြီးနဲ့လုပ်နေဆိုတာသူတို့ဆန္ဒမပြတာမင်းတို့အဲ့စစ်တပ်ဆိုတာကတနက်မကင်ပဲလောရတဲ့ဥစ္စာမျိုးကလက်သေးလက်ရင်ထိုးရတဲ့ဥစ္စာမျိုးဆိုရင်မင်းတို့စစ်တပ်တွေက မင်းတို့စစ်တပ်ကပြိုလဲနေရကြပြီအခုဒီကြက်ဖို့လည်းဒီတိုင်းပဲပေါ့ကွာအဲကြက်ဖို့ဆိုတာလည်းစစ်တပ်အောက်ကထွက်လာတဲ့ကောင်တွေကြီးပါပဲကွာမင်းတို့ဟိုဘယ်လိုပြောမလဲဟိုကလိုင်းနဲ့အရာကြီးတူတူပဲဆိုတဲ့ဥစ္စာမျိုးပေါ့နော်အဲ့တော့ဝန်ထမ်းတွေအခုမင်းဟိုလာသာတော်ပြီးဘုကိစ္စအခုလက်ရှိကုံစင်းလုံးနဲ့ဝန်ထမ်းတယောက်ကိုနော်အစိုးရဝန်ထမ်းဖြစ်ဖြစ်ဘယ်သူဝန်ထမ်းပဲဖြစ်ဖြစ်တလောက်9သိန်းပွား9သိန်းရထားအောင်အဲ့ဒီ9သိန်းကလက်ရှိအချိန်တွေကုံစင်းလုံးနဲ့ဘလို့မှဆက်မပြေဘူးနော်အဲ့ဒါမင်းတို့အချိန်တွေမင်းတို့သိကြတယ်မင်းတို့တိတ်ခါတွေရောရိတ်ခါတွေရော ြီးကျယ်နဲ့ကိုပစက်နဲ့တန်တဲ့စကလုံးတွေပြောစမ်းမတင်ဘူးလေ။ Okay ဆိုတော့နောက်တစ်ဗီဒီယိုပါလေးတူကွာတော့ဒါကျွန်တော်တို့ဟိုမင်းတို့ကလာကြီးကျယ်တွေမဲဆွဲနေတာဟိုမင်းတို့ရဲ့အနေထားကဘယ်လိုလဲဆိုတော့လေပတ်စံပေးပြီးတော့မှပတ်စံကျဲပြီးတော့မှပေါ့နော်မင်းတို့ကျပ်ဖို့ပါတီးရ COA ဈေးနေရတဲ့အခြေအနေကိုမင်းတို့သိဖို့လိုတယ်ကွာတလားဗီဒီယိုဖိုင်လေးကြည့်ကြည့်ရောအဲပတ်စံကျဲလိုင်းတရားပါ 啊ဒါကလိုင်းတရမှာစက်ဖို့ပါတီကပတ်ဆက်ကျဲပြီးတော့မှစီယုံရေးဆင်းနေရတဲ့အခြေအနေပါအဲ့တော့မင်းတို့အခြေအနေကိုမင်းတို့သိဖို့လိုတယ်ကွာသိလား မင်းတို့အခြေအနေကဘယ်လိုလဲဆိုတော့မင်းတို့စီယုံရေးပွဲတွေကိုလာဖို့အတွက်ကိုတယောက်ကိုဘယ်လောက်ပေးပါမယ်ဘယ်ဝါပေးပါမယ်ဘယ်ညာပေးပါမယ်ဆိုပြီးတော့မှအဲ့လိုမျိုးမဲဆွယ်ပြီးတော့မှပဲမင်းတို့တွေကပြောမယ်ဆိုရင်ဟိုမင်းတို့ရဲ့ဒီရွေးကောက်ပွဲကြီးကိုပေါ့နော်မင်းတို့ရဲ့မဲဆွယ်ပွဲကြီးကိုပြည်သူတွေကပဲအတူတူရှိတယ်လို့တသားတည်းရှိတယ်လို့ပြောသိရမလားခွေးချင်းခွေးချင်တယ်ကွာကလင်ကကြစ်တွေနဲ့တွေ့လားငါတို့ငါတို့ဘက်ကမီဒီယာတွေကမင်းအများကြီးလုံးစရာမလုံးမင်းတို့ဘက်ကလုတ်တာနဲ့ကိုမင်းချက်ချင်းတက်လာတာတွေ့လားအဲ့ဒါကြောင့်မို့လို့တက်တွင်းဖရဲသည်တို့ဟုတ်လား ီသူတွေဓာတ်ထဲမှာလည်းအခုမျိုးပေါ်မှာရှိနေတဲ့သူတွေကလည်းမင်းတို့ကိုထောက်ခံလို့မျိုးပေါ်မှာနေနေတယ်ထင်မနေနဲ့နော်သိလားမင်းတို့ကိုကြိတ်ရှင်အောင်အားကြီးလို့အားမွေးပြီးဓာတ်သွေးသားတဲ့ပြည်သူတွေမှာအများကြီးပဲအဲ့ဒါကိုလည်းမင်းတို့ကိုသိစေချင်တယ်သိလားโอเคဆိုတော့နောက်တစ်ဗီဒီယိုလေးတစ်ခုကြည့်အောင်ပါဒါကတော့ကိုလူအေးပေါ့နော်အဲ့ဒီစစ်တပ်ကလှုပ်တဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှအကျွန်တော်တို့ကိုလူအေးကနေပြီးတော့မှကိုလူအေးကဘကိုးဖက်ဒရယ်ယူနစ်အဖွဲ့ဝင်ဖြစ်ပါတယ်အဲ့တော့ကိုလူအေးကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှစစ်တပ်လုံးပဲရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှဒီလိုလေးပြောလာပါတယ်နားထောင်ကြည့်ရအောင် ဒီလိုတော်လိုင်းကာလာတရက်မှာအရင်ဆုံးကကျွန်တော်တို့တိုင်းပြည်မအေးချမ်းပဲနဲ့ဒီလိုမျိုးဟလာတိုင်းပြည်မအေးချမ်းပဲနဲ့ဒီလိုရုပ်ကဝဲတစ်ခုလောက်တယ်ဆိုတဲ့ကဒါနိုင်တဲ့စင်းလေးလောက်တာဖြစ်တယ်ပြီးတော့ဟလာဒီသူတို့ရဲ့တက်ဆိုးရှေဖို့ဆရာနာရှင်တက်ဆိုးရှေဖို့ပြင်ဆင်ထားတဲ့ပြင်ဆင်ချက်တွေဒါဖြစ်တယ်ပေါ့နော်ဟလာသူတို့ပဲဟလာဒီအာနာကိုဆက်လက်ပြီးတော့ချုပ်ကန်ထားဖို့အတွက်သူတို့လုပ်နေတာဖြစ်တယ်အတူရောင်ရုပ်ကဝဲဖြစ်တယ်ကျွန်တော်တို့မှလွတ်လပ်တဲ့တရားမျှတတဲ့ဟလာမဲပေးပန်ခွင့်လဲကျွန်တော်တို့မရခဲ့ဘူးကျွန်တော်တို့မှကျွန်တော်တို့မကြိုက်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 ကျွန်တော်တို့မဲယုံသွားရမယ်ဆိုတဲ့ကဒါဒီ မှန်ကန်မြတ်လာတဲ့လားရုပ်ောက်ပွဲအခင်းကြီးမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့ပြည်သူတွေအားလုံးသိပါတယ်ကျွန်တော်တို့ပြည်သူတွေမဲပေးတာမပေးတာခဏထားအောင်မဲယုံသွားပြီးတော့လက်မှတ်ထိုးလိုက်ုံနဲ့ကျွန်တော်တို့ကကျွန်တော်တို့တေရင်းကိုကျွန်တော်တို့ကသွားပြီးခွင့်ပြုလိုက်တာပဲကျွန်တော်တို့ကသူတို့လက်ခုပ်တဲ့ရောက်သွားပါပြီဆိုတော့လက်မှတ်တစ်ချက်ကိုကျွန်တော်တွားထိုးလိုက်တာပဲနောက်မှဟလာကျွန်တော်တို့ကဟလာစစ်ကောင်စီရဲ့ဟိုပါတီဖြစ်တဲ့ကြံ့ခိုင်ရေးမပေးပြီးတော့ဆိုပြီးတော့တွေးကြရကြိုက်တဲ့ပါတီကိုပေးပေးတဲ့ပါတီကိုပေးဒါပေမဲ့သူတို့ပဲအနိုင်ယူသွားမှာဖြစ်တယ်ဒါကကျွန်တော်တို့2010တုန်းကလည်းကျွန်တော်တို့တည်ထားပြီးသားပဲ ဘုရားရောက်လာမှမသိတဲ့ကြိုတင်မဲနယ်လည်းသူနိုင်တတ်တယ်လို့နိုင်တဲ့စီးနေလည်းသူနိုင်ကြအောင်ပါပဲပေါ့နော်အထောင်ချုပ်ဖက်စည်းပုံကိုလည်းသူတို့ဒါနာခင်မုံနိုင်လို့ပြောတဲ့အချိန်သူတို့လောက်ချင်တဲ့အတိုင်းလောက်ခဲ့တယ်လို့အခုရုပ်ောက်ပွဲကိုလည်းသူတို့ပဲအာနာကိုရောက်အောင်ယူပြီးတော့စစ်အာနာရှင်စနစ်အောက်မှာပဲကျွန်တော်တို့ပြည်သူတွေကိုသူတို့တုတ်သွင်းဖို့တည်းလောက်တာဖြစ်တယ်အဲ့တော့ကိုယ်တည်ရင်းကိုကိုတူးချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီရုပ်ောက်ပွဲတဲကိုတွားပြီးတော့မဲပေးတယ်လို့ဖြစ်ပါလိမ့်မယ်ကျွန်တော်တို့ရှေ့မှာလည်းကျွန်တော်တို့ကိုယ်တိုင်နှစ်ကြိမ်တိုင်တိုင်ဒါလွတ်လွတ်လပ်လပ်ကိုယ့်ရဲ့လွတ်လပ်တဲ့စာနာနဲ့မဲတွေပေးခဲ့ကြရတယ် ဘလူးမှလည်းကျွန်တော်တို့ဘာဖြစ်အားမှလည်းမရှိဘူးကျွန်တော်တို့ကကျွန်တော်တို့လိုချင်တဲ့အစိုးရကိုကျွန်တော်တို့တင်မြောက်ပိုင်ခွင့်ရှိတယ်ဒါနိုင်ငံသားအခွင့်အရေးပဲအခုကကြတော့ဗျာဟလာဟိုမဲခိုးလို့အာနာသိမ်းပါတယ်ဆိုတဲ့ကောင်တွေကအဲ့မဲခိုးပါတယ်ဆိုတဲ့သူတို့ရဲ့ပြောဆိုချက်တောင်ပိုဆိုးတဲ့အတင်းကကြီးဗျာဖိအားပေးပြီးတော့ဟလာသူတို့ရဲ့ဒီရွက်ောက်ပွဲမအောင်မြင်မာကြောက်ပြီးတော့လက်လက်နဲ့ချင်းချောက်ပြီးတော့အပြစ်မဲ့အကြသားပြည်သူတွေကိုလာမပေးရင်ပဲပြစ်တော်တော်မပူဇံမျိုးအဲသူတို့ရဲ့စိန်မှုတွေရာရင်ကောင်းတွေအကုန်လုံးကနေပြီးတော့တိန်တဆင်းတွေလာပြီးဖိအားပေးတာမျိုးနောက်ပြီးတော့အသက်မပြည့်ပြည့်ဟလာဒီ ြည့်လားမပြည့်လားမသိចောင်းသားလူငယ်တွေကိုအာအတင်းကြီးပဲဟလာចောင်းနေမှာမဲပေးရမယ်ဆိုတဲ့ပုံစံမျိုးတွေသူတို့ဖန်တီးနေတာတွေရှိတယ်အဲ့တော့ကျွန်တော်တို့ဤသူတွေအပြစ်မဲ့တဲ့ចောင်းသားကလေးတွေကိုဒီလိုမျိုးလက်နက်ကြီးတွေနဲ့အကြောက်တရားကြီးတွေနဲ့ဟလာမပေးရင်ပဲတပ်ပြစ်တော့မပုံစံမျိုးမပေးရင်ပဲအာစစ်မှုထမ်းခိုင်းတော့ပုံစံမျိုးတွေနဲ့အမျိုးမျိုးလုပ်နေတာကြီးကတော့ကျွန်တော်တို့ရဲ့လူခွင့်ရေးတွေကိုကျွန်တော်တို့ပြည်သူတွေရဲ့လူခွင့်ရေးကိုချုပ်ဖောက်နေတာဖြစ်တယ်ဒီလူခွင့်ရေးချုပ်ဖောက်ပြီးတော့မှလုတ်တဲ့ဒီရွက်ောက်ပွဲကလည်းဘလို့နီးနဲ့မှ တရားမျှတတဲ့မှန်ကန်တဲ့ဖြောင့်မတ်တဲ့ရုပ်ောက်ပဲဖြစ်လာစရာအကြောင်းလည်းမရှိပါဘူးလို့อืมဆိုတော့လက်ရှိချိန်တွေကမှမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့မှမြန်မာနိုင်ငံသူနိုင်ငံသားဆိုသောသူများကိုကျွန်တော်တို့ကအမြဲတမ်းပြောပါတယ်ခင်ဗျားတို့ကလူခွင့်ရချိုးပေါက်ခံနေရတယ်ခင်ဗျားတို့ကခင်ဗျားတို့ကိုယ်တိုင်နေခြင်းတဲ့ပုံစံမျိုးလည်းနေရဘူးခင်ဗျားတို့ပြောချင်တာရင်လည်းပြောခွင့်မရှိဘူးအခုဥမာပေါ့ခင်ဗျားစစ်တပ်နဲ့ပတ်သက်ပြီးတော့မှခင်ဗျားတို့ဟိုကြံ့ဖို့နော်ဆိုင်ဖို့နာမှာခမားတို့တယောက်နဲ့တယောက်စကားများရန်ဖြစ်ကြရင်လည်းဗျာထိုးကြကြိတ်ချရင်လည်းမအဲစံဖို့ဆိုင်ဖို့ကလဲသွားပြီဆိုလဲ ဘာမှမဆိုင်ဘူးသူကသူရံဖြစ်တာကိုလေသူတို့ရဲ့ရွေးကောက်ပွဲဥပဒေကိုဟန်တားပါတယ်ဘာဖြစ်ပါလဲဆိုရွေးကောက်ပွဲဥပဒေပုံမှန်ခင်ဗျားတို့ဖမ်းခိုင်းမှာဆိုအဲ့ဒါတရားများတတာလားအဲ့ဒါဟာလူအခွင့်အရေးအပြည့်ရတာလားအဲ့တော့မှစုပ်ပြတ်တတ်နေတဲ့အတိုင်းပြီးအဲ့လောက်တော့မှဒီအာဏာရှင်တွေအောက်မှာပြည်သူတွေဒီလောက်မတရားခံနေရပါတယ်ကျွန်တော်တို့လည်းသိအောင်ပြောပြနေတဲ့ကြားထဲနဲ့ခင်ဗျားတို့တွေကမတော်လမ်းမင်းနဲ့ခင်ဗျားတို့ကြုံခံနေမှာဆိုရင်တော့အဲ့ခင်ဗျားတို့လောက်လူဖြစ်ရှုံးတဲ့လူတွေရှိမှာမဟုတ်ဒါလေးပဲပြောချင်တာနော်အဲ့တော့နောက်တဲ့ပြည်ပလေးတစ်ခုကတော့ ီကျွန်တော်တို့အာ KMDF ကပေါ့နော် KNDF ကစေရေးချုပ်ကိုခူရီဒူပေါ့နော်ခူရီဒူကနေပြီးတော့မှသူဒါသူ့ရဲ့တော်လန်စကားတွေပေါ့နော်ကျွန်တော်အားလုံးအတူတူနားထောင်ကြည့်ရအောင်ပါကျွန်တော်တို့တတိထားရပါတစ်ခုကကျွန်တော်တို့အာနာတွေပြကြောက်ဖို့မဟုတ်ဘူးမာမာနာတွေပြကြောက်ဖို့မဟုတ်ဘူးတစ်ဖက်နဲ့တစ်ဖက်ကြားပါတစ်ဖက်နဲ့တစ်ဖက်ကြားပါကျွန်တော်တို့လူထုကိုလက်လက်ခဲရတဲ့ပြတ်တာဖို့ယူနီဖောင်းတွေကိုပြီးတော့မှအလက်ချဖို့မဟုတ်ဘူး အဖွဲနဲ့ဖွဲ့ကြမှာကျွန်တော်လူထုကိုဘယ်လောက်ထိလှုပ်ချွေးပြုနိုင်မလဲစီလုံးညုံမှုကျွန်တော်တို့ဘယ်လောက်ထိရှိကြမလဲပြသရမှာဖြစ်ပါတယ်လို့ကျွန်တော်အနေနဲ့တော့အဲ့လိုပဲမှတ်ယူပါတယ်စီလုံးညုံမှုကရည်ချီကြောအားလုံးတည်ကြတယ်လူကြီးလည်းတည်လို့လူငယ်တွေလည်းတည်တယ်ကလေးတွေလည်းတည်တယ်သူပြေတပ်ဖွဲ့ဆရာတော်ဝန်ထမ်းဆောင်ကြတဲ့တပ်ဖို့တော်မှုတွေမျိုးစစ်တည်လူငယ်တွေကိုကျွန်တော်တို့ကောင်းမှုတော့တင်းခေါ်တယ်လက်ရှိကဘုရေးကြည့်တယ် ပုဂ္ဂိုလ်ဆွဲဒေတာဆွဲနေရာဆွဲဖွဲ့စည်းဆွဲတွေကိုမျိုးဆက်တိလူငယ်တွေကိုပေးဖို့တိတ်ရည်ကြီးတယ်။ကေရပြမျိုးဆက်တိလူငယ်တွေလည်းစောနာပြုလို့မျိုးပဲဒေတာဆွဲပုဂ္ဂိုလ်ဆွဲရှိမှဆိုရှိတိချတယ်။ကျွန်တော်တို့ဒီတော်လာရေးကလာဘယ်တော့မှပြနိုင်မှာမဟုတ်ဘူး။ပြည်လေပြည်လိုက်မှာမဟုတ်ဘူးအဲ့ဒါကဘာပဲဖြစ်မလဲဆိုလို့ရှိတော့တည့်ရည်ကြီးတဲ့တော့လကောက်ပေဝတ်ကြီးတဲ့တော့လကောက် လူထုကိုလိမ်ညာလက်စားပြီးတော့တော်လာရေးလုပ်တယ်ပဲလို့ကျွန်တော်အနေနဲ့အဲ့လိုဝဲခံယူတယ်။ကယောဒီဘယ်လောက်ထိအားရှိလဲ။ KA ဘယ်လောက်ထိရှိလဲ။ကလတာဘယ်လောက်ထိရှိလဲ။ကျွန်တော်တို့ဘယ်လောက်ထိရှိလဲ KDF တစ်ဖက်နဲ့တစ်ဖက်ကျွန်တော်တို့တိကျတယ်။စီးလုံးကြီးညှို့ဖို့ရည်ကြီးကြောက်လဲကျွန်တော်တိတယ်။သို့တော့အရေးကြီးတဲ့လုပ်လေကျွန်တော်မလုပ်ကြဘူး။မစီးလုံးချေကြောက်။ဘာကြောင့်မစီးလုံးချေကြလဲ။ဒီဖက်နဲ့ဒီဖက်ပဲ။ဒီလူနဲ့ဒီလူပဲ။ ကယောဒီတေရကကျွန်တော်ခရဏီလူထုမတေတာမဟုတ်ရပါလေခရဏီမြတ်တော်မြတ်ကကိုရတာထိတဲ့အဲ့ရဖို့တေရကတာကခရဏီလူထုမတေပြီတေလဲကလတာတေရကခရဏီလူထုမတေပြီတေလဲခေအေတေရကျရောဒါကခရဏီလူထုမတေပြီတေလဲခရဏီထဲကခရဏီတွေပဲဘယ်ဖက်စီပဲကြာကြာဘယ်ဖက်စီပဲတရရရကျွန်တော်တို့လူထုပြင်တာလားပဲကျွန်တော်လူတွေပဲဖြစ်တယ်ဟုတ်တယ်ကျွန်တော်မရရနေထိုးလို့တယ်မှန်တယ် တော့ရည်ကြီးတဲ့ကာလရောက်ပြီကျွန်တော်တို့စီလုံးကြီးညှို့မှုကိုရှေ့သားတည်ရမှာဖြစ်တယ်။လက်ရှိကျွန်တော်တို့ကရီပြည်မှာရှေ့ပြပြီးတော့မစိကောက်စီကိုတိုက်နေတာတစ်ဖက်တည်းတော့တိုက်လို့မရအောင်အားလုံးတိရတယ်။ KDF တစ်ဖက်တည်းနဲ့ကျွန်တော်တိုက်လို့မလာဘူးကျွန်တော်တိရတယ်။ကလာတာတစ်ဖက်တည်းနဲ့တိုက်လို့မရအောင်လူတိုက်တိရတယ်။ K တစ်ဖက်တည်းနဲ့တိုက်လို့မရအောင်လူထုအားလုံးတိရတယ်။တော့ကျွန်တော်တို့တိနေတဲ့အရာကကျွန်တော်တို့ဘာလို့အားလဲကျွန်တော်တိနေပြီပဲ။ တို့တော့ဘာကြောင့်ကျွန်တော်တို့မကြော်လွားနိုင်လဲအဲ့ဒီခက်ခဲတွေစီလုံးကြီးညှို့မှုတွေရောက်ဖို့အတွက်ကျွန်တော်တို့တွေကဘာဟာတာတွေဖြစ်နေလဲအရေးကြီးဆုံးအချက်ကအယူဝါဒတွေပဲပို့ဖို့ဆွဲတယ်ဒီတောက်ဆွဲတယ်ဒီမျိုးဆွဲတယ်ကြောင့်မလို့ကျွန်တော်တို့တွေကဒီနေ့ဒီချိန်မှာမစည်းလုံးနိုင်ဘူးဖြစ်နေတယ်။ဘာမနဲ့ဖတ်ပြက်ခါရှေးလာမဲ့လာကမှာကျွန်တော်တို့တွေကရတူတွေနဲ့ရဆိုင်တဲ့ချိန်မှာဒီထက်ပုံပြီးတော့မှရတူကိုနိုင်ပိုင်နိုင်ဖို့ရတူကိုချိန်မုန်းနိုင်ဖို့ကိုယ့်ရဲ့လူထုကိုကိုယ်ကွယ်နိုင်ဖို့ကျွန်တော်တို့စည်းလုံးရအောင်ဖြစ်တယ်။ ဆိုတော့လူထုနေတဲ့လဲဒီမှာရှိတဲ့တိုင်းတဲ့လက်ကైဖွဲ့တွေကိုကြောက်နေကြအောင်လို့ကျွန်တော်တို့လက်ထဲမှာတနကైထားတဲ့တော်လိုင်းရဲ့ဖွဲ့စည်းတွေကလူထုကိုကြောက်ရမှာဖြစ်တယ်ကျွန်တော်တို့ဒီရောင်မှာတကယ်လူထုပြဲအလို့ကျွေးပြူပါတယ်ဆိုတော့ဖွဲ့စည်းမှာကတဲ့ဆိုရှင်ကျွန်တော်တို့လူထုကိုကြောက်ရမှာဘာကိုကြောက်ရမလဲလူထုကိုနေစားမှာကိုကျွန်တော်ကြောက်ရမှာလူထုကိုညံစားမှာကိုကျွန်တော်ရှက်ရမှာလူထုပေါ်တစ္ဆောဖတ်မှာကိုကျွန်တော်ရှက်ရမှာဖြစ်တယ် ကျွန်တော်ညရပြောတယ်ကျွန်တော်ဖြစ်တဲ့ဖတ်ရေးထဲနေသွားပြီးတော့မှစီဝေးလုပ်တဲ့ချိန်ဒီဒေါ်လာရေးကိုတိဆောက်ရှိရှိနောက်ဆုံးလူထုကိုတိဆောက်ရှိရှိကောက်ွယ်မဲ့လူဘီနေကိုကောက်ွယ်မဲ့လူရဲဘော်တွေထဲမှာစေရတနဲ့ပြည်ပညာမတတဲ့လူတွေပဲကြာခဲ့လိုက်မယ်ခပြဲတို့ကြိုက်တာမဟုတ်ဘူးရဒီဘီနေမှာစစ်ကောက်စီရှိနေသေးသေးခပြဲတို့မိသားစုတွေခပြဲတို့ညီကိုမောင်မတွေမြေတချိတ်ချောက်ခါရတယ်ဆိုတော့ကိစ္စလည်းကျွန်တော်နားလည်ရမှာဖြစ်တယ် အဲ့ဒီအတွက်ကြောင့်မလို့ဒီအာသာရှိပြုတ်ချရဲ့အတွက်ကျွန်တော်တို့ခုလက်ရှိတနက်ကြိုက်ထားတဲ့မျိုးဆက်တဲ့လူငယ်တွေနောက်ဆုံးကျွန်တော်လက်ထဲမှာပဲအစိုးတက်ဖို့လိုအပ်တယ်ကျွန်တော်တို့လာမယ့်အလကမျိုးဆက်တွေဆက်ပြီးတော့မှတနက်မကြိုက်နိုင်မကြိုက်ရရေးတက်ခွဲဆက်မှုဝေးရေးကျွန်တော်တို့ဒီလက်ထဲမှာကျွန်တော်လက်ထဲမှာစိုးတက်ဖို့လိုကြောင်းကျွန်တော်နေတဲ့ပြောချင်ရင်ဒီကိုချုပ်ပါတယ်ကျေးဇူးတင်ပါတယ် ဆိုတော့ဒါ GNB မှာအခုလိုမျိုးပေါ့နော်ဒါကျွန်တော်ဗိုလ်ချုပ်ဒါကျွန်တော်တို့ဇူးစည်းချုပ်ပေါ့ဗျာအဓိကကိုမာဝီတို့လိုမျိုးဒါကျွန်တော်တို့ဒီကစည်ရေးချုပ်ကိုကူရီဒူးပေါ့နော်ဒီဒီကိုတွေပေါ့နော်ဒီကိုတွေပေါ့ဒါကျွန်တော်တို့ဒီဇိုင်းတော့ဝါကြီးပါတယ်အကိုတွေပေါ့တကယ်အသက်လည်းကြီးတယ်ဒေါ်လာရေးမှာလည်းတကယ်ဟိုအားကိုးရတဲ့ညီကိုတွေပေါ့ဒီ GNB ထဲမှာဒီလိုမျိုးတွေကောင်းဆောင်ကောင်းတွေလူငယ်တွေရှိနေတာအင်မတန်မှဟိုဝမ်းသာစရာကောင်းတယ်ဂျင်းနဲ့စရာကောင်းတယ်ဒါကလည်း GNB အတွက်ကိုဒေါ်လာရင်းအောင်မြင်ဖို့ရန်အတွက်ကို KNB နဲ့တစ်ခုလုံးစာအတွက်ကိုပြောတာနော်ဒါသူတို့ကတော့တနိုင်ငံလုံးတိုင်းတာအနေနဲ့တိုက်မှာပေါ့ဆိုတော့ KNB နဲ့တစ်ခုလုံးစာအတွက်ကိုကျွန်တော်အနေနဲ့ဒါဂုံယူစရာကောင်းတဲ့လက္ခဏာပြရုပ်ဖြစ်ပါတယ်ဆိုတော့ကျေးဇူးတင်ပါတယ်ဆက်ပြီးတော့မှကြိုးစားပေးပါအောင်ခင်ဗျားတို့ရဲ့ပြီးနေအတွက်ကိုရောဒါတနိုင်ငံလုံးတိုင်းတာအနေနဲ့ဟူရောတော်လိုက်ရေးအတွက်တော်လိုက်ပြီးသူလူထုအတွက်ကိုအများကြီးစူးစမ်းပေးပါအောင်လို့ကျွန်တော်လည်းဒီနေရာကနေပြီးတော့မှတောင်းဆိုခြင်းပါတယ်နောက်တစ်ဗီဒီယိုပိုင်းလေးတစ်ခုကတော့ဒါ PDF ညီကိုတွေကိုပေါ့နော်ဒါ PDF ညီကိုတွေကို ကျွန်တော်တို့ကိုထူးကျော်ကနေပြီးတော့မှဒါအကြံပြုလာတဲ့ဗီဒီယိုဖိုင်လေးရှိပါတယ်ဒါလေးကိုအလုပ်တူကြည့်အောင်မိန်တွေလာမပေးနဲ့နော် no ကြိုက်ဖို့အာနာတွေလာမသုံးနဲ့နော် no လက်မခံဘူးမင်းတို့အမိန်တွေအာနာတွေမကြိုက်ဘူးမဒေါ်လာကြီးလာထုတ်နေတာဝါလို့ဒေါ်လာကြီးရဲ့ဟောချို့ရဲ့ပြောလေပြောထားရှိတဲ့သကလုံးလေးဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ဒေါ်လာရေးလုပ်နေကြတဲ့လက်နက်ကိုင်းတန်းတွေကိုရွေးချယ်ခဲ့ရတဲ့ကျွန်တော်ရဲ့ညီကိုမောင်နှမတွေကိုကျွန်တော်အကြံပေးချင်တာကတော့အမိတ်အာနာဆိုတဲ့အထိပ္ပယ်ကိုပုံမူနားလေအောင်လေ့လာကြဖို့ကျွန်တော်ကတော့အကြံပေးချင်ပါတယ်ကျွန်တော်တို့အခုလက်ရှိဒေါ်လာနေတဲ့နိုင်ငံတော်အစ်စ်စစ်တပ်ဖြစ်ပါတယ်ခင်ဗျအဲ့တော့စစ်တပ်ဟာစစ်တပ်လို့မနေထိုင်လို့စစ်သားဟာစစ်သားလို့မနေထိုင်ကြလို့ကျွန်တော်တို့ပြည်သူတွေဟာ လက်နက်ကင်လမ်းစဉ်ကိုရွေးချယ်ပြီးတော့ဒေါ်လာရေးလှုပ်နေကြတာဖြစ်ပါတယ်။အဲ့တော့နိုင်ငံတော်အဆင့်ရှိတဲ့စစ်တပ်နဲ့ရင်ဆိုင်နေရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဟာသူတို့နဲ့ရင်ပေါင်းတန်းနိုင်ဖို့လိုအပ်ပါတယ်။အဲ့ဒီတော့အဲ့လိုရင်ပေါင်းတန်းနိုင်ဖို့ဆိုရင်ကျွန်တော်တို့ဟာလည်းစစ်သားတယောက်ဖြစ်နေဖို့လိုအပ်ပါတယ်။စစ်သားတယောက်ဖြစ်ပြီဆိုရင်လည်းအမိတ်နာခံတက်ဖို့လိုအပ်ပါလေခင်ဗျာ။အာငါတို့ကတော်လိုင်းရေးလှုပ်ဖို့လာတာစစ်သားလှုပ်ဖို့လာတာပေါ့ဘူးလို့ခံယူနေတဲ့ွေ့ ခမည်းတော်စစ်သားတယောက်မဖြစ်တွေ့ဘယ်တော့မှ စီလုံးခြင်းတွေမိတ်နာခံခြင်းတွေရှိလာမှာမဟုတ်ပါဘူးအဲ့တော့ဆိုကြပါစို့ကျွန်တော်တို့ဒီမှာအင်အားငါးသိန်းရှိတဲ့စစ်တပ်ကိုရင်ပေါင်တန်းနိုင်ဖို့ဒီဘက်ကလည်းအင်အားငါးသိန်းရှိတဲ့စစ်တပ်ဖြစ်နေဖို့လိုအပ်တယ်ဥပမာပြောတာနော်အဲ့တော့ဒီဘက်ကစီကံမဲ့နေတဲ့စစ်တပ်ကိုနိုင်ခြင်းနဲ့ဆိုရင်ဒီဘက်ကစီကံရှိတဲ့စစ်တပ်ဖြစ်ဖို့လိုအပ်ပါတယ်ခင်ဗျာအဲ့လိုစီကံရှိတဲ့ စစ်တပ်ဖြစ်ဖို့ဆိုရင်လေတသွေးတတန်တမိတ်ပေးလို့ရတဲ့ပြည်သူတက်မတော်တရက်ပေါ်ထွက်လာဖို့လိုအပ်ပါတယ်ခင်ဗျာအဲ့လိုပေါ်ထွက်လာဖို့ဆိုရင်ကျွန်တော်တို့လူကေတိုင်းရင်တက်ဖွဲ့တွေပကဖတွေ PDF တွေပေါ့နော်ຫນွေဥဒေါ်လာကြီးမှာပေါ်ပေါက်လာခဲ့တဲ့ကျွန်တော်လူငယ်တွေအားလုံးပေါင်းစည်းထားတဲ့ပြည်သူတက်မတော်တရက်တသွေးတတန်တမိန်နဲ့ပေးလို့ရမယ်တက်မတော်နော်ပြည်သူတက်မတော်အဲ့လိုဖြစ်ပြီဆိုမှ ခုခင်ဗျားတို့ကျွန်တော်တို့လက်တွဲနေတဲ့တိုင်းရင်းသားလက်လက်ကင်နေနဲ့ရေမောင်တန်းပြီးတော့စကားပြောလို့ရမှာဖြစ်ပါတယ်အဲ့ဒါမှကျွန်တော်တို့လိုချင်တဲ့ဖရွယ်ကိုလည်း level တန်းညီပြီးတော့ပြောလို့ရမှာဖြစ်ပါတယ်အခုကျွန်တော်တို့ဒေါ်လာရေးလုံနေတဲ့ကျွန်တော်တို့ရဲ့ညီကိုမောင်နှမတွေဟာပါကဖားတွေ PDF တွေ local တိုင်းရင်းတစ်ဖွဲ့တွေဘာဖွဲ့ညာဖွဲ့တွေကွဲပြားနေတဲ့အတွက်တိုင်းရင်းသားလက်လက်ကင်တွေကလည်းခင်ဗျားတို့အပေါ်ကိုလေးစားမှုနေတာ ဖြစ်ပါတယ်ယုံကြည်မှုနေတာဖြစ်ပါတယ်ဒါဟာ သူတို့ကိုကြည့်အပြစ်ပုံချလို့မရပါဘူးအဲ့တော့ကျွန်တော်တို့ပြည်သူတက်မတော်တရက်အများဆုံးပေါ်ထွက်လာဖို့လိုအပ်နေဖြစ်ပါတယ်အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်တော့မင်းကပကဖမှုမင်းကပလဖမှုမင်းကပီရက်မှုလိုကယ်တရင်တက်ဖွဲ့မှုတခြားသောတရင်တက်ဖွဲ့ကမှုဆိုတဲ့သူတလူငါတမင်းနဲ့ကိုယ့်ဖွဲ့ကိုအမိန်ပေးသူ့ဖွဲ့သူ့အမိန်ပေးဆိုတဲ့စနစ်နဲ့သာရှေ့ဆက်ပြီးသွားမယ်ဆိုရင်ကျွန်တော်တို့ဒေါ်လာကြီးဟာပျောက်ကြားစနစ်ပဲရပါလိမ့်မယ် နောက်နောက်မြို့သိန်းတွေစခန်းသိန်းတွေပြုလုပ်ဖို့ဆိုတာတသွေးတတန်တမိန်နဲ့သွားမှသာလေအောင်မြင်မှာဖြစ်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့အခုလက်ရှိတိုက်ပွဲဝင်နေတဲ့ညီနောင်မဟာမိတ်တွေဖြစ်တဲ့တိုင်းဒေသနဲ့ကန်ဒီနဲ့ရင်မောင်တန်းပြီးတော့စကားပြောနိုင်ဖို့နောက်ပြီးတော့ကျွန်တော်တို့ရဲ့ရန်သူဖြစ်တဲ့အာနာရှင်စစ်တပ်နဲ့ရင်မောင်တန်းပြီးတော့တိုက်ပွဲဝင်နိုင်ဖို့အတွက်ပြည်သူတပ်မတော်တရက်အများဆုံးပေါင်းစည်းပြီးတော့ပေါ်ထွက်ဖို့လိုအပ်လာပြီလို့ ပြောချင်ပါတယ်အဲ့ဒီလိုမှမဟုတ်ဘဲနဲ့သူတလူငါတမိုင်းနဲ့ရှေ့ဆက်သွားမယ်ဆိုရင်တော့တိုင်းသားလားနဲ့ကိုင်းဒီကလည်းကျွန်တော်တို့အပေါ်ကိုလေးစားမှုယုံကြည်မှုတွေပူပူပြီးတော့နှဲပါလာပါလိမ့်မယ်အဲ့ဒီရဲ့အကျိုးဆက်ဟာကျွန်တော်တို့ဒေါ်လာရေးတော့လည်းမကောင်းသလိုတိုင်းသားလားနဲ့ကိုင်းဒီအတွက်လည်းကောင်းလာမှာမဟုတ်ပါဘူးအဲ့တော့အများဆုံးပဲပြည်သူတက်မတော်တရက်ပေါ်ထွက်လာဖို့စူးစမ်းကြဖို့ကျွန်တော်ကအကြံပေးခြင်းဖြစ်ပါတယ်ကျွန်တော်ပြောနေကြစကားလေးနဲ့အဆုံးသတ်ပါမယ်စစ်သားဟာ စစ်သားလိုမနေထိုင်တဲ့၍ဘေထော့မှာတော်လန်ရေးကြီးမပီးဘူးမှအဲ့တော့ဒီအကြောင်းအရနဲ့ပတ်သက်ပြီးတော့မှကျွန်တော်မိသားစုတွေကိုကျွန်တော်ကတောင်းဆိုချင်တာတစ်ခုရှိပါတယ်ဒါကပါဆိုတော့ဒီဗီဒီယိုဖိုင်လေးကို PDF တွေစီကိုမျှဝေပေးဖို့ပေါ့နော်ဒါလေးကိုမိသားစုတွေကိုလည်းတောင်းဆိုချင်တယ်ပေါ့နော်ဒီအရနဲ့ပတ်သက်ပြီးတော့မှလည်း PDF တွေအနေနဲ့လည်းကိုယ်အနေနဲ့ဘာလို့ဝက်ချက်ရှိနေလဲဆိုတာမျိုးကိုလည်း အဲတိဝါလောက်မယ်လို့ထင်ပါတယ်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ခေါက်မှာပြန်ဆုံတွေ့ပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာနေဖြစ်ပါစေ Plata Review Channel ဖြစ်ပါတယ်ခင်ဗျာ